တရုတ်နိုင်ငံမှာကောင်းခေါင်ခေါ်နှစ်စဉ်ဖြည့်ဆိုတဲ့ကောလိဝင်ခွင့်ဆံမွေးပွဲအတွက်ចောင်းသားတန်ပေါင်းများစွာဖြည့်ဆိုရမယ့်အချိန်မှာပြည်တွင်း AI ကုမ္ပဏီအများပြားဟာចောင်းသားတွေစာမခိုးချစေဖို့ညရေတု AI အသုံးပြုမှုကိုရာရီပိတ်ပင်ထားပါတယ်ဇွန်လ9ရက်နေ့ကစလို့ဆမ်မိုဝဲပြီးဆုံးမဲ့အခုသတင်းပတ်နှောင်းပိုင်းအထိတနိုင်ငံလုံးအတိုင်းအတာနဲ့ AI အသုံးပြုမှုကိုစိုင်းငံ့ထားပြီးအဖြေတွေထုတ်ပေးတဲ့ AI တွေကိုအလွဲသုံးစားမလုပ်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ အလီဘာဘာရဲ့ကွင်းနဲ့ရေပန်းစားတဲ့တရုတ် AI application တွေဟာစံမှုပွဲမေးခွန်းတွေအတွက်ပုံရိပ်ကိုစမ်းစစ် ခွဲခြမ်းစိတ်ဖြာဖြည့်ကြားပေးနိုင်တဲ့ program တွေကိုရပ်တန့်ထားပါတယ်။တန်ဆန်ရဲ့ Unibo နဲ့ Moonshot ရဲ့ Kimi app တွေကလည်းအခုစံမှုပွဲကာလမှာအလားတူဝန်ဆောင်မှုတွေကို လုံးဝဆိုင်ငံ့ထားပါတယ်။တရုတ်မှာចောင်းသား73.4တန်းကျော်ဟာလူရည်အကန့်အသတ်ရှိတဲ့ကောလိပ်ဝင်ခွင့်အတွက်ရှင်ပြိုင်ကြရတာဖြစ်ပါတယ်။ လူကြိုက်များတဲ့ AI app ဖြစ်တဲ့ DeepSea ကလည်းကောလိဝင်ကွင်းစံမွေးပွဲတွေမှာတရားမျှတမှုရှိစေဖို့တတ်မှတ်ထားတဲ့အချိန်အတိုင်းအတွင်းသူ့ရဲ့ဝန်ဆောင်မှုတွေကိုရပ်တန့်ထားပါတယ် AI အသုံးပြုမှုတွေကိုစိုင်းငံ့ထားတဲ့အပြင်တရုတ်ပြည်နယ်အများပြားဟာစမိုးဝဲကာလာအတွင်းចောင်းသားတွေအကြားတီတိုးပြောဆိုတာဒါမှမဟုတ်တနင်္လာဖြစ်ပွဲစောင်းငဲ့ကြည်ချင်းလိုမျိုးပုံမှန်မဟုတ်တဲ့အပြုမှုတွေကိုထောက်လန်းမှု AI စောင့်ကြည့်ရေးစနစ်တွေကိုလည်းတက်ဆင်ထားတယ်လို့ The Guardian ကဖော်ပြပါဗျာ။ တရုတ်အာဏာပိုင်တွေဟာစစ်မှုဝဲကန်းဝင်ပေါက်မှာဇီဝဆိုင်ရာအချက်လက်တွေကိုစစ်ဆေးတာနဲ့စစ်မှုဝဲချိန်အတွင်းအစ်စ်မြင့်နီးပညာတွေအသုံးပြုမှုကိုတားဆီးနိုင်ဖို့ digital ကိရိယာတွေကိုစစ်ဆေးတာနဲ့ဆက်သွယ်ရေးစနစ်တွေကိုပိတ်ထားတာကိုလှုံ့ဆော်ဖို့ပြီးကြတဲ့လကကြေညာထားပါတယ်။တရုတ်ဟာစစ်မှုဝဲအတွင်းခိုးချမှုတွေကိုတားဆီးနိုင်ဖို့တင်းကျပ်တဲ့စီမံချက်တွေအကောင့်ထဲပေါ်လာတာဟာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ခင်မီတဲ့ AI စနစ်တွေတိုးတက်လာတဲ့အမျှအစိုးရဟာရှုပ်ထွေးတဲ့စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်နေရပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီတင်ခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။